အားလုံးမင်္ဂလာပါ UK Match TV Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay သတ်တီအားလုံးမင်္ဂလာပါ။ဒီကနေ့ရဲ့နောက်ဆုံးရအားကြသိန်းတွေကိုကြည့်ရမယ်ဆိုရင်တော့ကမ္ဘာပေါ်လုံးပွဲချုပ် FIFA က2025 FIFA ရဲ့ Club World Cup ပြိုင်ပွဲမှာကွင်းလေတန်ကြီးတွေရဲ့ရင်ပတ်မှာကင်မရာတွေတပ်ဆင်သွားမှာဖြစ်ပြီးတော့ VR နဲ့ပတ်သက်တဲ့ improvement တွေ semi automated system offside panel system တွေအားလုံးကိုတိုးမြင့်ပြင်ဆင်ထားတယ်လို့သူတို့ဘက်က ကြီးညာလိုက်ပြီးဖြစ်ပါတယ်။တစ်ဖက်မှာတော့ Victor Osimhen ကတော့ Saudi Arabia Club Al-Hilal အသင်းကို ပြောင်းရွှေ့ဖို့သဘောတူညီမှုရပါပြီ။ Napoli အသင်းနဲ့ Al-Hilal ကြားပြောင်းရွှေ့ခြင်းကိစ္စနောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီ။ Osimhen ကတော့ Napoli ကထွက်ပြီးတော့ Al-Hilal ကိုပြောင်းတဲ့အခါမှာတစ်နှစ်ကို Euro 45တန်းနဲ့၃နှစ်စာတန်တရာကြော်ရရှိမှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲအတ္တလန်တာရဲ့ကွန်လေကစားမအက်ဒီဆင်ကလည်းဒါဆိုဒီကိုပြောင်းဖို့ကောင်းကြီးလိုက်တဲ့အတွက် ာဟီလာကအတ္တလန်တာ ကွင်းလယ်ကစားမကိုတန်းခုနစင်းနဲ့ခေါ်ဖို့ညှိနှိုင်းမှုကနောက်ဆုံးဆွေးနွေးမှုတွေရောက်ရှိနေပြီဖြစ်တယ်။ဘိုင်မြူနစ်ရဲ့ကွင်းလယ်ကစားမဂျော်ဖော်လင်ညာကကလပ်သင်းကထွက်မှာပါ။နေရာမရဖြစ်နေပြီးတော့အသင်းအစ်ကိုပြောင်းရွှေ့ဖို့ပြင်ဆင်နေတဲ့ဖော်လင်ညာက ဒီယာဒီမာသူ့အနေနဲ့ပုံမှန်ကစားခွင့်မရနိုင်တဲ့အတွက်ဘန်ဖီကာအပါဝင်ချောကလက်တီကိုပြောင်းဖို့ပြင်ဆင်လဲရှိတယ်။ဘိုင်မြူနီရဲ့အခြားတောင်ပန်ကစားသမားဖြစ်တဲ့ကင်းစလီကိုမန်ကလည်းကလပ်တင်းကထွက်မှာပါ။လီရိုက်ဆာနီကိုဖာနာပါချီကကန်လန်လိုကင်းစလီကိုမန်ကိုဂါဆာရီအပါဝင်တူကီကလပ်တီနဲ့ပရီးမီးယားလိဂ်ကလပ်တီကကန်လန်ထားပြီးကိုမန်ကလည်းအသင်းကထွက်ခွာသွားတော့မှာဖြစ်ကြောင်းဆိုပါတယ်။ ရိုမာသင်းကအတ္တလန်တာရဲ့နီးပြဂက်စပါရိုနီကိုတရားဝင်စာချုပ်ချုပ်လိုက်ပါတယ်၃နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးတော့ရိုမာအသင်းကအတ္တလန်တာရဲ့နီးပြကိုရအောင်ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့တာပါအင်တာမီလန်အသင်းကတော့လက်ရှိမှာပြင်သစ်ကလပ်မာဆေအသင်းရဲ့ကွင်းလင်စားပါလူးဝစ်အန်ရီကေကိုခေါ်ယူလိုက်ပါတယ်၅နှစ်စာချုပ်နဲ့အင်တာမီလန်ကခေါ်ယူခဲ့ပြီးတော့ ပြောင်းရွှေ့ခြင်းယူရို25သန်းနဲ့သဘောတူညီမှုရရှိပြီးအင်တာမီလန်ရဲ့ကစားမအသစ်ဖြစ်လာပါပြီ။ဘာစလိုနာရဲ့နီးပြဟန်စီဖလစ်ကတော့သူတို့သင်းရဲ့ကိုသမားမအန်ဒရီတက်စီကန်ကိုလာမယ့်ရာသီရဲ့အသင်းရဲ့စင်နမှာထည့်သွင်းတော့မှာမဟုတ်ကြောင်းကြေညာလိုက်ပါတယ်။ကလပ်ဘက်ကမအန်ဒရီတက်စီကန်ကိုရောင်းချမှာဖြစ်တဲ့ဒါပေမဲ့အတင်းအကျပ်ရောင်းချမှာမဟုတ်ပေမဲ့ကိုသမားယိုဟန်ကာစီယာနဲ့ဝိုက်ချက်ရှက်စီဒိုင်ယာမရရင်တော့မအန်ဒရီတက်စီကန်တယောက်ပါဝင်ကစားခွင့်ရမှာမဟုတ်ကြောင်းက လပ်ဘက်ကကြီးညာလိုက်ပြီးဖြစ်တယ်။တစ်ဖက်မှာတော့ဘာဆိုနာအသင်းရဲ့လူငယ်စားမဖမင်းလိုပတ်ကိုပရီးမီးယားလိဂ်ကလပ်ချယ်ဆီကကန်လန်ခဲ့တယ်။ထို့ပြင်ချယ်ဆီကခရစ်စတိုဘာအန်ကူကူအလိုက်ပေးပြီးတော့ဖမင်းလိုပတ်ကိုကန်လန်ပေမဲ့ကန်လန်ကကပေးချခဲ့ပြီးဖမင်းကဟန်စီဖလေးရဲ့အဓိက project ထဲမှာပါဝင်သူဖြစ်တဲ့ကြောင်းတုံ့ပြန်လိုက်ပါတယ်။ကီလီယန်အဘပေကတော့ပါရီစ်စင်ဂျာမိန်အသင်းချန်ပီယံလိရသွားတဲ့အပေါ်သူ့အနေနဲ့ဘာမှအဖက်မဖြစ်ကြောင်းနဲ့ ်သူကိုယ်တိုင်ကမဒရစ်ကိုရွေးချယ်ပြီးအနာဂတ်အတွက်ဆူပလာတွေအတွက်ဒီသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်တဲ့သူအနေနဲ့မကြာမီချင်းတွင်မှာပဲဆူပလာပေါင်းများစွာကိုရေမတွင်နဲ့ရရှိမှာဖြစ်တဲ့အတွက် PSG ရတဲ့ချန်ပီယံလိကသူ့အတွက်ဘာမှကိုစိုးရိမ်စရာမရှိဘူးလို့သူကတုံ့ပြန်လိုက်ပါတယ် ရီယယ်မက်ဒရစ်အသင်းကရိုဒရီဂိုကိုရောင်းချတော့မှဖြစ်လို့တစ်ဖက်ကလည်းသူတို့ရဲ့ကွင်းလေကစားပါဘရာဟင်ဒီယက်စ်ကိုလည်းရောင်းဖို့ပြင်ဆင်နေပါတယ်အထူးသဖြင့်တူရကီလူငယ်ကစားပါအာတာဂလာနဲ့လူငယ်ကစားပါအာဂျီနာကစားပါကိုခေါ်လိုက်တဲ့အတွက်ကြောင့်မက်ဒရစ်ကဒီကစားပါမြောက်ကိုရောင်းထုတ်မှဖြစ်တယ်ရီယယ်မက်ဒရစ်အနေနဲ့ဒါကွင်းလေကစားပါတယောက်ခေါ်ဖို့ဆန္ဒရှိနေစေဖြစ်တယ်လူကာမိုဒရစ်ထွက်သွားတဲ့ position တွေ့သူတို့ဘက်ကအစားထိုးဖို့စိတ်ဝင်စားနေစေဖြစ်လို့ဂျာဗီအလွန်ဆိုကတော့စတုဂတ်က ်ကစတလာကိုခေါ်ယူဖို့စိတ်ဝင်စားမှုအပြည့်ရှိနေစေဖြစ်ကြောင်းဖော်ပြထားပါတယ်။အာစနယ်သင်းကတော့ချယ်ဆီသင်းရဲ့ကိုသမားကက်ပါရီဇာဘလကာကိုခေါ်လိုက်ပါတယ်။သူတို့ရဲ့အရန်ကိုသမားနက်တိုကိုဘုံပေါက်ကိုပြန်ပို့ခဲ့ပြီးနောက်ကဘာဝီဇာဘလကာကိုပေါင်၅တန်းနဲ့ခေါ်မှာပါအသက်30ရွယ်ရှိတဲ့စပိန်ကိုယ်သမားကပြီးခဲ့တဲ့ရာသီက ဘုံပေါက်တဲမှာလက်စွမ်းပြခဲ့သူဖြစ်ပြီး2026ထိချက်စီနဲ့စာချုပ်ရှိသူလည်းဖြစ်တယ်ချက်စီဘက်ကသူ့ကိုပေါင်၅တန်းယောကြီးစာချုပ်နဲ့ထွက်ခွာခွင့်ကိုစာချုပ်ချုပ်ထားတဲ့အတွက်မီကယ်အာတီတာကသူ့ကိုယောကြီးစာချုပ်၅တန်းနဲ့ခေါ်မှာဖြစ်ပြီး အာဆနယ်ရဲ့အရန်ကိုမှဖြစ်ရောက်ရှိလာမှာဖြစ်တယ်အာဆနယ်သင်းရဲ့နောက်ခံကစားမရက်ကိုခီပီယောကအသင်းမှာဆက်နေဖို့ရှိပါတယ်။ဒီစားမကအစောပိုင်းတုန်းကအီတလီကိုပြောင်းနိုင်ပွဲရှိတယ်လို့သတင်းတွေတက်ပေမဲ့ကလပ်သင်းကသူ့ကိုဆက်ထိန်ထားဖို့အလိုရှိပြီးပြီးခဲ့တဲ့ရာသီပိတ်မှာဆွမ်းဆောင်ရေးကောင်းပြတဲ့အတွက်ခီပီယောကိုကလပ်ဘက်ကဆက်ထားဖို့ဆုံးဖြတ်ထားပါတယ်။အာဆနယ်ဟာချိန်ထဲမှာပဲရိုဒရီဂိုကိုစိတ်ဝင်စားနေတဲ့အတိုင်းအောင်သူတို့ဘက်ကမိုဟာမက်ကူဒူးရဲ့အခြေအနေကိုလည်းလေ့လာလေ့ရှိပါတယ်။ ဝဆန်းသင်းရဲ့တောင်ပန်ကစားမကိုမိခေအာတီတာကသဘောကျတဲ့အထူးသဖြင့်ဘယ်ညာတောင်ပန်နှစ်ဖက်လုံးမှာအာကူရနိုင်ပွင့်ရှိတဲ့ကူဒူစ်ကချက်စီရဲ့ပြစ်မှတ်ဖြစ်ပေမယ့်ချက်စီကိုယ်တိုင်ဂျင်မီဂန်တက်စ်ကိုခေါ်လိုက်တဲ့တွက်ကူဒူစ်ကိုအာဆင်ကအခွင့်အရေးရှိလာပြီးတော့ဝက်ဆန်ကတော့ယိုချီစာချုပ်ပေါင်86တန်းထိတောင်းဆိုထားတာလည်းဖြစ်တယ်။ထော်တန်ဟော့စပါအသင်းကဒန်နီယယ်လီဗီနေနဲ့ နီးပြအန်ချ်ပေါ်ဆိုကိုကူကိုယာဒုကထုတ်လိုက်တဲ့သူကကစားမအများစုကစိတ်ပြက်လေရှိတယ်။သူပြင်အသေးရဲ့ကစားမအများစုကကလပ်ကထွက်သွားနိုင်မဲ့အခြေအနေမျိုးတွေကိုဂျူပန်သွားနိုင်ပွဲရှိကြောင်း Daily Express ကသုံးသပ်ထားပါတယ်။တော်နံကအခုလက်ရှိမှာသိုမတ်ဖရန့်ကိုတောက်လျှောက်ဆွေးနွေးမှုပြုလုပ်နေပါတယ်။ဘရန်ဖို့ရဲ့နီးပြကိုလွန်ခဲ့တဲ့၅ပတ်ခေကစပါကတောက်လျှောက်ဆွေးနွေးနေပြီးတော့တကယ်လို့သဘောတူညီမှုရရှိတာနဲ့ရောချင်းဝေဆယ်တန်းပေးရမှာဖြစ်တယ်။ Thomas Frank ကိုယ်တိုင်ကလည်း Tottenham Hotspur ရဲ့ကာလမှုကိုစိတ်ဝင်စားလျက်ရှိကြောင်း British media တွေမှာဖော်ပြနေပါတယ်။ ီခေရယာတီကစပါကထွက်ပြီးတော့လီးစ်မှာခြေစွမ်းပြခဲ့တဲ့တောင်ပံကစားမမန်နာဆယ်မွန်ကိုလက်ရှိမှာထော်တန်ကနောက်ချိန်ခွင့်ရေးပေးပွင့်ရှိတယ်။မိပြအစ်စ်ပေါ်မူတည်ပြီးသူဆက်ရှိမရှိမသေးချပေမဲ့25နှစ်သားအစ်ဆွေးတောင်ပံကစားမကထော်တန်ကိုတေချာပေါက်ပြန်လာဖို့ဆုံးဖြတ်ထားတာပါ။ဒီချိန်ထဲမှာပဲမန်ချက်စတာစီးတီးကသူ့ရဲ့နောက်ခံကစားမဖြစ်ရိုင်းအက်နိုရီကိုအပိသက်ခေါ်ယူလိုက်ပြီးဖြစ်ပါတယ်။ ပြောင်းရွှေ့ခြင်းကပေါင်32တန်းပါအပိုစုခြင်းဝင် bonus အပါဝင်ပေါင်36တန်းမှ3တန်းနဲ့23နှစ်သားကိုစာချုပ်ချုပ်ဆိုခဲ့ပြီး2030ခုနှစ်တိ5နှစ်စာချုပ်နဲ့တရားဝင်စစ်စစ်အောင်မြင်သွားပြီဖြစ်တယ် Manchester City အသင်းကသူတို့ရဲ့တောင်ပံကစားမ Jack Grealish ကိုလည်းရောင်းထုတ်မှာပါဒီပြ Thomas Tuchel က England လေဝင်းစင်အသင်းရဲ့ World Cup အသင်းမှာပါချင်ရင်ကစားရမယ့်မိနစ်လိုအပ်တယ်လို့သတိပေးတဲ့အတွက် ဂရီလစ်ကိုရန်ကအသင်းကထွက်ခွာပွဲရှိပြီးတော့စီတီက2021တုန်းကတန်းတရာပေးရတဲ့ဂရီလစ်ကိုတန်း60လောက်ထိတာဂက်ထားပြီးလိုချင်နေတယ်လို့ဖော်ပြထားပါတယ်။မန်ချက်စတာစီတီဘက်ကတစ်ဖက်မှာလည်းသူတို့သင်းရဲ့ခံစစ်ပိုင်းကဂျွန်စတုံးအပါဝင်အခြားကစားသမားအချို့ကိုလည်းရောင်းထုတ်ဖို့ရှိလို့ခိုင်ဝိုခါခု9တန်းလောက်ရရင်ပဲထွက်ခွာခွင့်ပေးမှဖြစ်ကြောင်းဆိုပါတယ်။ Manchester United အသင်းရဲ့လူငယ်ကစားမ Alejandro Garnacho ကကလပ်သင်းကထွက်ခွာဖို့အတည်ပြုလိုက်ပါပြီ။ Man United နဲ့ကစားမဘက်ကြားနှစ်ဖက်သဘောတူညီမှုရရှိခဲ့တာဖြစ်ကြောင်း Sky Sport နဲ့ Fabrizio အပါအဝင် British Media တွေအားလုံးကကြေညာခဲ့ပြီးနောက် အသက်20ရွယ်ရှိတဲ့အတလက်ကိုမတ်တွေ့ရဲ့လူငယ်သားမဟောင်းဟာအသင်းကထွက်သွားတော့မှဖြစ်တယ်။လက်ရှိမှာတော့အလဟန်ဒိုကာနာချိုးတွဲ United ကပေါင်တန်း90တာဂတ်ထားပြီးတော့ Premier League Club တင်သုံးတင်နဲ့ Serie A က Napoli အသင်းပါဝင်အတလက်ကိုမတ်တွေ့ကသူ့ကိုခေါ်ချင်နေတာပါ။ Manchester United က Brian Ambumu ရဲ့အပြောင်းရွှေ့ပြီးသွားရင်တောင်မှတိုက်စီမှုတယောက်ကိုသူမတယောက်တွဲတန်းတရာထပ်သုံးသွားဖို့ရှိတယ်။ Telegram ရဲ့ပေါ်ပြချေရာ Inu Group ကနီးပြဝူပင်အမွန်တွန်းတန်တရာ၃ခွင့်ပေးထားပြီးတော့သူတို့လိုချင်တဲ့သူက Victor Yokres နဲ့ Emmy Martinez ဖြစ်လို့အရာအနေနဲ့အခြားကစားသမားတွေကိုပါသူတို့ဘက်ကစိတ်ဝင်စားခဲ့ရှိကြောင်းဆိုပါတယ်။ Man United ကတိုက်စစ်ပိုင်းတွင်တကယ်လို့ငွေမသုံးခဲ့ရင် Jonathan David ပေါ်လေ Canadian တိုက်စစ်မှုကိုပြင်သစ်ကလပ် Lille ကစိတ်ဝင်စားသလို Everton ကအလွတ်နဲ့ထွက်လာတော့မယ် Dominic Calvert-Lewin ကိုလည်းခေါ်ချင်တယ်လို့ဖော်ပြထားပါတယ်။ ချိန်ထဲမှာပဲချီလ်စီသင်ကဘရစ်ရှ်တော့မန်ရဲ့အသက်20ရွယ်ရှိတဲ့အင်္ဂလန်တောင်ပံကစားသမားဂျီမီဂန်တက်စ်ကိုခေါ်ဖို့သဘောတူညီမှုရပါတယ်။လောက်ခလာစာပြောင်းရွှေ့ခြင်းသဘောတူညီမှုညှိနှိုင်းနေစေဖြစ်ပေမဲ့ဂျီမီဂန်တက်စ်ကို2032ခုနှစ်တိခုနှစ်စာချုပ်နဲ့သဘောတူပြီးနောက်ခလော့ဆယ်ဒေါ်မန်က42တန်တောင်းဆိုထားပြီးတော့ချယ်ဆီကအပြီးသတ်နိုင်ဖို့မျှော်လင့်ပြည့်ရှိပါတယ်။ချယ်ဆီနေနဲ့လက်ရှိမှာမိုက်မန်ယိုကိုဒုတိယအကြိမ်ကမ်းလှမ်းပြီးဖြစ်ပါတယ်။မိုက်မန်ယိုကိုလည်း2000 31ခုနှစ်ထိ6နှစ်စာချုပ်နဲ့သဘောတူပြီးနောက်ကစားမောက်ကိုတိုင်ချက်စီကိုပြောင်းဖို့ခေါင်းငိတ်ထားတာပါချက်စီဘက်ကနာမည်ဆယ်ရည်ကလပ်ဝေါ်ကပ်မတိုင်ခင် transfer window အပိတ်မှာမိုက်မန်ယိုကိုအရာခွင့်ပြုဖို့နဲ့ AC Milan သင်းက25တန်းလောက်ထိမျောလဲထားပြီး Chelsea ကတန်း20လောက်နဲ့အပြီးတက်နိုင်ဖို့ကြိုးပမ်းနေတာပါ Chelsea သင်းရဲ့ကွင်းလယ်ကစားမကိုဖာမာက Manchester City နဲ့ Champions League ရတာကဘလို့မှခံစားခဲ့ခွင့်မရှိခဲ့ကြောင်းနဲ့သူပါဝင်ကစားခွင့်ရတဲ့အနေထားတဲ့အသင်းလိုက်နဲ့ squad player တယောက်နဲ့သာရှိခဲ့တာဖြစ်ပြီးတော့ ချန်ပီယံလိဖလားရတဲ့ဟာမှာသူ့အနေနဲ့ပါဝင်ပတ်သက်မှုမရှိတလို့ဖြစ်ခဲ့ပြီးတော့အသင်းရဲ့အောင်မြင်မှုအတွက်ပါဝင်ခဲ့ပေမဲ့သူ့အနေနဲ့ဒူးချင်းစွမ်းဆောင်မှုရဘလို့မှခံစားမှုမရှိကြောင်းသူကထုတ်ဖော်ပြောကြားခဲ့ပြီး Chelsea နဲ့ Conference ကသူ့ရဲ့စွမ်းဆောင်ရေးအဓိကပါဝင်ခဲ့ကြောင်းသူကဆိုလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲ Liverpool အသင်းက Newcastle ရဲ့တိုက်စစ်မှု Alisson Isak ရဲ့ contract situation ကိုစောင့်ကြည့်လေရှိတယ်။တကယ်လို့ contract situation မှာ Isak အနေနဲ့သဘောတူညီမှုရရင် လီဗာပူးဘက်ကတန်တရာချိုထိတုံးသွားဖို့အသင့်ရှိကြောင်းဆိုပါတယ်လီဗာပူးအနေနဲ့အာနီစလော့ကိုတတ်တန်းထပ်တိုးပါပါ2029ထိစာချုပ်ရှိတဲ့ဒီပြာကြီးကိုပရီးမီယာလိချန်ပီယံရတဲ့အတွက် 2030ခုနှစ်ထိနောက်ထပ်3နှစ်သက်တမ်းထပ်တိုးမှာပါလီဗာပူးရဲ့ကစားသမားအဖြစ်လာမဲ့ Florian Vaz ကလီဗာပူးအသင်းမှာလောက်ခလာစာတပတ်ကိုပေါင်3000လေးတောင်းထိရမှာဖြစ်ကြောင်း Sky Germany ကအတည်ပြုထားပါတယ်ပြင်သစ်ကလပ်လီယယ်ကနေအလွတ်နဲ့ထွက်လာမဲ့ Angel Gomez ကလက်ရှိမှာ Tottenham Hotspur မှာစင်းတဲ့ Watson အသင်းသုံးသင်းနဲ့ဆွေးနွေးမှုပြုလုပ်လျက်ရှိကြောင်း British media တွေမှာဖော်ပြထားပါတယ် ညူကာဆယ်ကတော့လက်ရှိမှာအပြောင်းအရွှေ့ဈေးကွက်မှာကစားသမားဝယ်ယူဖို့ခက်ခဲလျက်ရှိတယ်။အထူးသဖြင့်အက်ဒီဟောင်းကဆော်ဒီအာရေဗျာပိုင်ထားတဲ့ကလပ်ဖြစ်တဲ့အတွက်အသင်းတိုင်းကဆော်ဒီတက်စ်ကိုပို့ပြီးတော့တောင်းဆိုတဲ့ပုံစံနဲ့ပြောင်းရွှေ့ချေကိုမြင်မားစွာတောင်းဆိုနေတဲ့အတွက်ကစားသမားသိခေါ်ဖို့ခက်ခဲနေကြောင်းဝန်ခံထားပါတယ်။ယူကာဆယ်ဟာ Northern Forest ရဲ့တောင်ပိုင်းကစားသမားအန်ဒရီအီလန်ကာကိုလည်းချဉ်ကပ်ထားတယ်။တကယ်လို့သူတို့ဘက်ကအန်ဒရီဂေါ်ဒန်ကိုသာဆုံးရှုံးခဲ့ရင်အီလန်ကာကိုတန်း90နဲ့ခေါ်ဖို့စံ ္ဒရှိတာပါဘုံမောက်ကလည်းသူတို့ရဲ့တောင်ပင်စားမအန်ထွန်စမန်ညိုကိုသာရောင်းချခဲ့ရင်အစားထိုးဖို့ PSV Iovan ရဲ့ Johan Bakayoko ကိုကိုချင်းကထားပါတယ်ဒီစားမကိုပေါင်တန်း30နဲ့ဘုံမောက်ကခိုးဖို့ချူပါနေပြီးတော့နှစ်ဖက်ချဆွေးနွေးမှုပြုလုပ်နေပါတယ်ဒါရီကစေဝန်စားဆရာနောက်ဆုံးရအားသာစင်ပါအားလုံးကျေးဇူးတင်ပါတယ်